ကောလံနှစ်ခုသာရှိသော ပုံစံပြခွဲကြပြီးဖြည့်ရှင်းပေးနိုင်ပါတယ်။ထို့အခါအစပထမကာလ၌ပြဿနာနှင့်စိတ်ဖိစီမှုရောကြစေသောစဉ်စားတွေးတောမှုများပါဝင်မှဖြစ်ပြီးဒုတိယကောလံမှာတော့ရည်မှန်းချက်နဲ့စိတ်ဖိစီမှုများကို မြင့်တက်စေသောစဉ်စားတွေးတောမှုမှာပါဝင်နေမှာဖြစ်ပါတယ်။စိတ်ဖိစီမှုဖြစ်စေသောစဉ်စားတွေးခေါ်မှုများကိုရပ်တန့်ပြီးတံပြန်တိုက်ခိုက်ချေမှုန်းနိုင်အောင်ကြိုးစားခြင်း။၁ စိတ်ဖိစီးမှုဖြစ်စေသောအခြေအနေအဖြစ်အပျက်များအားပြန်လည်စဉ်းစားတွေးတောပေးပါထို့နောက်စာရွက်တရွတ်ပုံ၌ပြဿနာနှင့်ရည်မှန်းချက်ဟူ၍ခေါင်းစဉ်ခွဲထွက်ပြီးကော်လံနှစ်ခုရအောင်လုပ်ပေးပါပြဿနာခေါင်းစဉ်အောင်၌စိတ်ဖိစီးမှုရောကြစေသည့်စင်စာတွေးတော်မှုများစင်စာတွေးတော်မှုများဟုရေးသားပြီးတဖက်ကိုယ်လည်းရည်မှန်းချက်ခေါင်းစဉ်အောင်၌စိတ်ဖြစ်စီမှုမြင့်တက်စေသောစင်စာတွေးတော်မှုများဟုရေးသားပေးပါ ပြဿနာခေါင်းစဉ်အောက်ကော်လ၌စိတ်ဖိစီးမှုဖြစ်ပေါ်စေသောစင်စားတွေးခေါ်မှုဆိုင်ရာမှတ်တမ်းများကိုရေးရမှာဖြစ်ပါတယ်။နှစ်ထို့နောက်ရေမှန်းချက်ခေါင်းစဉ်အောက်ကော်လ၌ပြဿနာနှင့်ပတ်သက်ဆက်ဆက်နေသော စိတ်ဖိစီးမှုဖြစ်စေသည့်စင်စားတွေးတော်မှုဆိုင်ရာစင်စားတွေးတော်မှုဆိုင်ရာမှတ်တမ်းများကိုချရေးပါ။သုံးပြီးနောက်ပြဿနာနှင့်ပတ်သက်ပြီးစဉ်းစားပေးပါ။ပြဿနာကြောင့်တင်ကစိတ်ဖိစီးမှုတိတိတသာဖြစ်ပေါ်ခံစားရရဆိုရင် တင့်ကိုတင်ပါရီမေးမှလည်းမေးခွန်းရဲ့အဖြေကို စိတ်ပြည့်စုံမှုရောကြစေသည့်စင်စားတွေးတောမှုများကိုကိုစားပြုသည့်ပထမကောလံ၌ရေးသားဖြစ်ဆော့ပေးပါ၄ထို့နောက်ဒုတိယမြောက်ကောလံဖြစ်သော စိတ်ပြည့်စုံမှုကိုပုံမမြင့်တက်စေသောစင်စားတွေးတောမှုများကိုကိုစားပြုကောလံ၌စန့်ကျင်ဘက်မှတ်တမ်းများကိုရေးသွင်းပေးပါ၅တင့်ရီမှန်းချက်အတွက်တစုံတရာအထောက်အကူပြုနိုင်သည့်မဟာဗျူဟာမြောက်စိတ်ကူးအကျံအစီများရှိနေပါကထပ်မံဖြစ်ဆော့ရေးသားပေးပါ၆ တင့်ဒေါ်လာအားနိုင်နှင်းစွာကင်တွယ်ထိန်းချုပ်နိုင်ခြင်းတင့်ဒေါ်လာအားနိုင်နှင်းစွာကင်တွယ်ထိန်းချုပ်ခြင်းစိုးရိမ်ပူပန်မှုတွေလိုမျိုးစိတ်ကံစားမှုတွေပြင်းထန်မြင့်တက်လာတဲ့အခါဖိအားတစ်ခုဖြစ်လာပြီး၎င်းအားတစ်စိတ်စိတ်ဖိစီးမှုအတွေ့အချိန်ကောင်းစွာနဲ့ပြောင်းလဲသွားတတ်ပါတယ်စိတ်ဖိစီးမှုဖြစ်လာတဲ့သူတွေဟာတခါတည်းရဲ့စိတ်အားညှိုးငယ်သွားတဲ့အောင်ရှိတတ်တယ်လို့တခါတည်းရဲ့မှာလဲပြင်းထန်တဲ့ဒေါသပေါက်ကွဲမှုတွေနဲ့တံပြန်တိုက်ခိုက်နိုင်စွာရှိကြပါတယ် ဒေါသထွက်ခြင်းဟာကောင်းသောစိတ်ခံစားမှုမဟုတ်တော့လေစိတ်ဖိစီးနှိပ်စက်ခံရသူ အများစုကဒေါသပေါက်ွယ်လိုက်တဲ့အခါစိတ်ဖိစီးမှုတွေရောကြတက်တာတွားတက်ပါတယ်ဒါဟာဒေါသထွက်ခြင်းကြောင့်အချို့သောအခြေအနေအဖြစ်ပြက်တွေအတွက်တင့်လျော်လိုက်ဖတ်တဲ့သဘောကိုဖြစ်စေပါတယ်တင်ကအလုံးအခွင့်အတွင်းမှာပဲဖြစ်စေအိမ်မှာပဲဖြစ်စေဖိအားတွေများလာတဲ့အခါသဘာဝအရာဒေါသထွက်လာပါလိမ့်မယ်ဖြစ်ပေါ်ကြုံ တွေ့လာရတဲ့အခြေအနေရဲ့အတိတ်အနက်ကိုလိုက်ပြီး ဒေါသပေါက်ကွဲအားကလည်းအနေအများကွာခြားနေတတ်ပါတယ်။ဒေါသထွက်ခြင်းကြောင့်တင့်ဆက်ဆန်ရေး၊တင့်ကျမ်းမာရေး၊တင့်သွေးဖိအားနဲ့အလौတဝန်တွေပေါ်အာယုံစူးစိုက်နိုင်စွမ်းတွေကိုတစုံတရာအကျိုးပေးတာမရှိဘဲအပြတ်သဘောသာဖြစ်စေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်တင့်ကိုယ်တင်ဒေါသစိတ်ကိုအစင်အမြဲထိန်းချုပ်နိုင်အောင်အဓိကဒါစူးစမ်းဖို့လိုပါတယ်။တဲ့စိတ်ကံစားမှုကိုဖြစ်တော့အတွေးပုံရင်းနဲ့စဉ်းစားတွေးတောမှုများတင့်ကောင်းတဲ့နိုင် လုံးဝမရှိအောင်ကြိုးစားပါ ဒေါသထွက်ခြင်းစိုးရိမ်ပူပန်ခြင်းကဲ့သို့သောစိတ်ခံစားမှုဖြစ်စေသည့်အကြောင်းအရာအတွေးပုံရိပ်တွေတင့်ခေါင်းထဲမှာလုံးဝမထည့်ပဲလုံးဝစဉ်းစားတွေးတောခြင်းမပြုပဲစက္ကန့်30ကြာတဲ့အထိတစ်ချိန်ရရှိအောင် လေ့ကျင့်ပေးပါ၎င်းနည်းလမ်းအတိုင်းအချိန်ချင်းလေ့ကျင့်ပေးပါလူအများစုအတွက်စိတ်ခံစားမှုတစ်ခုကိုပြန်လည်စဉ်းစားတဲ့အခါဖြစ်စေစိတ်ခံစားမှုဖြစ်စေတဲ့အခြေအနေအကြောင်းအရာတစ်ရက်ကိုပြန်လည်တွေးတောတဲ့အခါဖြစ်စေစိတ်ပိစီမှုအခြေအနေကိုမူလအတိုင်းပြန်လည်ပေါ်ပေါက်လာစေတတ်ပါတယ် ို့တော်လည်းကျွန်တော်တို့ရဲ့စိတ်ခံစားမှုဖြစ်စေတဲ့အခြေအနေအကြောင်းတရားတွေနဲ့စိတ်ဖိစီးမှုဖြစ်စေတဲ့အရင်အမြစ်တွေကိုအခြားသောစဉ်စားတွေးတောခြင်းတွေအစားထိုးနေရာယူစေခြင်းဖြင့်ရောကြသွားစေနိုင်ပါတယ်။ခက်ခဲတဲ့အချိန်တွေမှာကျွန်တော်တို့ရဲ့စိတ်ကိုဒီငြိမ်အောင်လှုပ်ပေးနိုင်တဲ့အပြုအမူတွေကိုအကျိုးရှိရှိအသုံးချပေးနိုင်ပါတယ်။မကောင်းတဲ့စိတ်ခံစားမှုတွေမြင့်တက်လာတာနဲ့ဖိအားတွေများလာပြီးစိတ်ဖိစီးမှုတွေကိုဖြစ်စေတတ်တာကြောင့်ကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်စေတဲ့ အခြေအနေအကြောင်းအရာတွေကိုသာအာရုံစိုက်စဉ်းစားတွေးတောပေးပါဒေါသထွက်စရာကောင်းသောအခြေအနေများနဲ့ကြုံတွေ့ရပါကစိတ်ပြေစေသော အကြောင်းအရာများအားအစားထိုးစဉ်းစားပေးပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ်စောင့်လေကတော့စိတ်ဖိစီးမှုပြဿနာဘယ်လိုဖြေရှင်းမလဲ how to deal with stress creating success အပိုင်း၄ပဲဖြစ်ပါတယ်ဒေါသထွက်သူဂျွန်အားလေးလာခြင်းဂျွန်ကသူ့ရဲ့လှုပ်ဖော်ကင်ဘတ်တွေနဲ့ပတ်သက်ပြီးဒေါသတွေထွက်ခဲ့ရပါတယ် တကယ်တော့ဂျွန်ရဲ့ဒေါသထွက်စေတဲ့စင်စာတွေးခုံမှုတွေကိုဒေါသပြေငြိမ့်စေတဲ့စင်စာတွေးခုံမှုတွေနဲ့အစာထိုးဖြေပြောင်းနိုင်တာကိုလေးလာတွေးရှိရပါတယ်။တင့်ကိုပိုင်ဒေါသစိတ်ကိုဖြေဖြောက်ခြင်းတင့်အားဒေါသထွက်စေခဲ့သည့်အခြေအနေအကြောင်းတရားများသို့မဟုတ်တင့်ကိုဒေါသဖြစ်အောင်လုပ်ခဲ့သည့် လူပုဂ္ဂိုလ်တယောက်အကြောင်းကိုပြန်လည်စဉ်းစားပေးပါထို့နောက်ဒေါသထွက်နေသောစင်စာတွေးတုံ့မှုအားအချိန်တို့အတွင်းမှာပဲပြေပြောက်သွားစေအောင်စိတ်ပြေနိုင်သည့်အခြေအနေအကြောင်းအရာများအား အစားတို့စဉ်းစားပေးလိုက်ပါအသုံးဝင်သောအချံပြူချက်ဂျွန်ဟာကုမ္ပဏီအသင်းအဖွဲ့တစ်ခုရဲ့လက်ထောက်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်သူဟာဒေါသထွက်လွယ်သူတစ်ယောက်ဖြစ်တော်လဲသူဒေါသထွက်ရသည့်အကြောင်းအရာကိုတစ်ယောက်တယောက်သိအောင်ရင်ဖွင့်ပြောဆိုလိုက်တာနဲ့တိသာစွာစိတ်ပြေသွားခဲ့တယ်လို့ဆိုပါတယ်မိမိရဲ့ကိုယ်ပိုင်ဒေါသကြောင့်ခံစားရတဲ့အခြေအနေတွေကိုအဆိုးရွားဆုံးမဖြစ်အောင်ဒေါသစိတ်ပြေတဲ့အသည့်စိတ်ရှိရှိအတိအမှတ်ပြုစွာနဲ့နားထောင်ပေးနိုင်တဲ့သူတစ်ယောက်လိုအပ်တယ်ဆိုတာတိသာထင်ရှားနေပါတယ် ဒေါသထွက်နေသူရဲ့ရင်ဖွင့်စကားတွေကိုနားထောင်ပေးနိုင်သူတွေဟာဒေါသစိတ်ကို ရော့ကြအောင်လှုပ်ပေးနိုင်တဲ့တန်ဖိုးရှိတဲ့အရင်အမြစ်တစ်ခုသာဖြစ်ပါတယ်မိမိကိုမိမိတန်ဖိုးထားတတ်မှုလွန်ကဲခြင်းကိုသတိပြုကြော်လွှားခြင်းမိမိကိုမိမိတန်ဖိုးထားမှုလွန်ကဲတဲ့အခါအားနည်းချက်တွေများစွာရှိစေတဲ့ထောင်ရောက်တစ်ခုမှာပိတ်မိနေသူဖြစ်သွားပြီးအချိန်မီကြော်လွှားနိုင်ခြင်းမရှိခဲ့ရင်တော့မိမိကိုမိမိတန်ဖိုးထားလွန်းရာကနေစိတ်ဖိစီးမှုတွေဆင်ခဲဖြစ်ပေါ်လာမှာဖြစ်ပါတယ် စိတ်ပြည့်စုံမှုဖြစ်ခြင်းမှာရောကြသွားအောင်ကာကွယ်ကာကွယ်နိုင်မှုအတွက်ဘယ်သူမှဆိုမိမိကိုမိမိတန်ဖိုးထားလွန်ခြင်းမှ ထားလွန်ခြင်းထက်မိမိကို ကိုလက်ခံနိုင်တဲ့စိတ်အခြေအနေအခြေအခါပေါ်မူတည်ပြီးနားလည်းအတိအမှတ်ပြုနိုင်တဲ့စိတ်တွေရှိထားဖို့လိုပါတယ်။ဒါမှသာဖြစ်လာနိုင်တဲ့စိတ်ဖြစ်စီမှုအခြေအနေအရရက်ကိုအကောင်းဆုံးကျော်လွှားနိုင်မှာဖြစ်ပါတယ်။မိမိကိုမိမိတန်ဖိုးထားမှုလွန်ကဲခြင်းမှကျော်လွှားနိုင်စေဖို့အောက်ပါထိရောက်သောဆောင်ရွက်မှုတွေကိုလုပ်ပေးနိုင်ပါတယ်။ စာမေးပွဲအမျိုးမျိုးကိုဖြေဆိုပေးပါ လူဒန်းစားအလွတ်အမျိုးမျိုးနဲ့ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပေးပါအရေးပါသောကဏ္ဍများ၌ကောင်းမွန်သောကိုယ်ရည်ကိုယ်သွေးပြနိုင်အောင်ရှင်းပြိုင်ပေးပါမိဘကောင်ဆရာသမားကောင်လှုပ်ဖော်ကြင်ဘက်ကောင်နဲ့မိတ်ဆွေကောင်တွေရှိထားအောင်ကြိုးစားပါဘဝလက်တွဲဖော်ကောင်နဲ့တခြားသူတို့၏လေးစားမှုရသည်သည့်ပြုမှုဆောင်ရွက်မှုများများစွာထားရှိပါမိမိကိုယ်ွယ်ယုံကြည်သောဘာသာ၏အစုံအမများကိုလိုက်နာပါ လူအများကတင့်အားယုံကြည်လက်ခံလောက်တော့အမှုကိစ္စများကိုနိုင်နှင်းစွာလှုပ်ဆောင်ပါကိုကိုကိုအထင်ကြီးလွန်းသူတံပိုးထားလွန်းသူဖြစ်တဲ့အခါဘဝတသက်တာအတွင်းအေးပါသောပိုင်ဆိုင်မှုများဖြစ်တဲ့အလောက်အကန့်လက်တွဲပေါ်ကျမ်းမာရေးစီးပွားဥစ္စာပိုင်ဆိုင်မှုခေါင်းတွေကိုဆုံးရှုံးရသည့်တိုင်တစုံတရာတံဝေကရချင်းမရှိပဲကိုလို့ရက်ကမှန်ကန်တယ်လို့အထင်မှားနေတတ်ပါတယ်တနည်းအားဖြင့်ကိုကိုကိုတံပိုးထားလွန်းသူတွေဟာမိမိတို့ရဲ့အမားကိုဝန်ခံခြင်း ကိုယ်တိုင်သိရှိနားလည်ခြင်းတွေမရှိပဲအမားတွေထဲမှာပဲထောင်ချောင်းမိနေသူတွေလို့ဆိုနိုင်ပါတယ်ကိုကိုကိုအထင်ကြီးသူတို့ဤပြောဆိုပြုမူလေးရှိသောစကားများ ကျွန်မကဆွဲဆောင်မှုရှိတဲ့သူတယောက်ပါကျွန်တော်ခန္ဓာကိုယ်တိဆောက်ပုံကလှတယ်ကျွန်တော်အလောက်ကောင်းတစ်ခုရခဲ့တယ်ကျွန်မစိတ်ကိုအမြဲထိန်းနိုင်တယ်ကျွန်မကမိခင်ကောင်းတယောက်ဖြစ်ပါတယ်ကျွန်မကအဲ့ရထဲမှာဇိမ်ကျနေတယ်ကျွန်တော်ဖြေးတဲ့ဆောင်မွေးဝဲတိုင်းအောင်မြင်တယ်ကျွန်တော်ကအရေးချင်းပြေးွားတဲ့သူတယောက်ဖြစ်ပါတယ် ကျမမှာသူငယ်ချင်းတွေအများကြီးရှိတယ်ကျွန်တော်မှာဟာတဉဏ်ရှိတယ်ကျွန်တော်ကမိသားစုနဲ့အနီးကပ်ဆုံးမှာရှိနေခဲ့တယ်ကျမမှာတန်မိုးကြီးကားရစီရှိတယ်တက်ရှိလူသားအားလုံးဟာအသက်အရွယ်ကြီးရင်အိုမင်းလာတာနဲ့အမျှဆွဲဆောင်မှုတွေလဲရော့ပါပြောက်ွယ်သွားတတ်ကြပါတယ်အသက်အရွယ်တစ်နှစ်တခြားကြီးရင်အိုမင်းလာခြင်းကိုကျွန်တော်တို့နေ့စဉ်နေ့တိုင်းကြည်နေတဲ့ကြည်မှန်တဲ့ကနေတဆင်မြင်တွေ့နိုင်ပါတယ်အသက်အရွယ်ဦးမင်းလာတာနဲ့အမျှလူတိုင်းဟာသပင်တွေကျွတ်ပြီးအသားအရည်တွေရော့ရဲကြလာုံမက နှစ်ဖူပါပြင်တွေပေါ်မှာလည်းအရေးအကြောင်းတွေပြီးပြင်ထင်ရှားလာမှာဖြစ်ပါတယ်။ထိုအခြေအနေသဘာဝဟာရှောင်လွဲလို့မရနိုင်တာကြောင့်ကိုကိုကိုအထင်ကြီးသူတွေရဲ့ထင်မြင်ယူဆချက်တွေဘလောက်ပဲကြီးမြတ်နေပေမဲ့တည်ရှိမှုမရှိတာကိုတွေ့ရပါလိမ့်မယ်။ကိုကိုကိုတံမိုးထားလုံးသူကိုကိုကိုအထင်ကြီးလွန်းသူတွေဟာသူတို့ထင်တဲ့လုတ်တဲ့အတိုင်းလက်တွေ့မဖြစ်လာတဲ့အခါစိတ်ဖိစီးမှုဝေဒနာကိုမြင့်တက်လာစေတတ်ပါတယ်။စိတ်ဖိစီးမှုဝေဒနာအားတတ်တာပြောင်း ကင်းစေဖို့မိမိကိုမိမိအမှန်တိုင်းလက်ခံနိုင်အောင်ကြိုးစားအားထုတ်ခြင်းစိတ်ပိစီမှုဝေဒနာတွေတက်တာပြောင်းကင်းကျင်နေဆိုရင်မိမိရဲ့မိမိကိုကိုတန်ဖိုးထားလွန်တဲ့စိတ်ကိုချိုးနိုင်ပြီးအရှိကိုအရှိအတိုင်းမှန်ကန်စွာနားလေလက်ခံနိုင်အောင်ကြိုးစားရပါလိမ့်မယ်အကယ်၍တင့်မှာတစုံတရာအားနေချက်ရှိနေခဲ့ရင်မာနဖြင့်ဖုံးကွယ်ခြင်းမပြုဘဲစိတ်ဓာတ်ကြအားငယ်တဲ့စိတ်လဲထားရှိစေရမလို့ပဲအမှန်အတိုင်းလက်ခံပေးပါအမားကိုအကောင်းဆုံးမှန်ကန်အောင်ပြင်ဆင်နိုင်တယ်ဆိုတဲ့ကုကုကို ယုံကြည်တဲ့စိတ်ထားရှိပေးပါသင်ဟာလောကမှာသူများတွေထက်အရာရာတာလုံးအောင်ကြိုးစားနိုင်ခွင့်ရှိတော်လဲတခြားဘယ်သူအပေါ်မှာနှိပ်ကုပ်ပြီးအနိုင်ယူပိုင်ခွင့်မရှိဘူးဆိုတာကိုလက်ခံထားပေးပါလောကမှာဖျားကလွယ်ပြီးလူတိုင်းမှာအပြည့်အနာစာနဲ့အားနည်းချက်တွေကိုယ်စီရှိနေတဲ့တဘာဝကိုကျေနပ်စွာလက်ခံပေးပါအများထက်တာလွန်လိုတဲ့စိတ်ရှိနေပြီးလက်တွေ့မှာအောင်မြင်ခဲ့ရင်လေမန်မာနထောင်လွှားလိုတဲ့စိတ်မရှိအောင်စူးစမ်းထိန်းချုပ်ရမှာဖြစ်ပါတယ် ရည်မှန်းချက်ကြီးကြီးထားရှိပြီးစ조사တလောက်အောင်မြင်မှုမရတဲ့သူတွေဟာသူတို့ရည်မှန်းချက်မျှော်မှန်းချက်ကြီးရင်ကြီးတယ်လို့စိတ်ဖိစီးမှုဝေဒနာတွေရရှိလာတတ်တာကြောင့်အကောင်းဆုံး조사တလောက်ထိုက်တန်သောအောင်မြင်မှုတော့ရလိမ့်မယ်လို့တင်းတင်းနဲ့မျှော်လင့်ချက်တွေကိုထားရှိထားပါထားရှိပေးပါလုပ်ငန်းတွေကိုအကောင်းဆုံးဖြစ်တဲ့အသည့်မျှော်မှန်းတက်သူတွေဟာ၎င်းတို့ကိုယ်ပိုင်ဆောင်ရွက်တော်လုပ်ငန်းတာဝန်တွေကိုဖြစ်စေတခြားလူတွေလောက်ကိုင်းတဲ့လုပ်ငန်းတွေကိုဖြစ်စေရာနှုန်းပြည့်စိတ်တိုင်းကြခြင်းမရှိကြပါဘူးမရှိတတ်ပါဘူး အကြောင်းကတော့သူတို့တဘာဝအရာအဘက်ဘက်ကိုစိတ်ဆက်သေးကြစွာနဲ့အမှန်တကယ်ရလက်ကောင်းရရှိဖို့ရည်မှန်းတက်တာကြောင့်ဖြစ်ပါတယ်။လောက်ကန်တာဝန်တွေကိုသူတို့စိတ်တိုင်းကြတဲ့ရလက်အဖြစ်မရရှိလာတဲ့အခါစိတ်ဆက်သေးကြလွန်းသူတွေကအောက်ပါအတိုင်းမှတ်ချက်ချပြောဆိုတတ်ကြပါတယ်။အင်းအိုတော့ okay ပြီဒါပေမဲ့ဒီလောက်ကြီးတော့မကောင်းသေးပါဘူးငါဒီထက်ပိုကောင်းအောင်လုပ်တော်ခဲ့ရမှာအခုတော့ဒီလောက်နဲ့ပဲကျေနေရတော့မယ်ခင်ဗျားတို့ဒီထက်ပိုပိုကောင်းအောင်လုပ်ပေးခဲ့ရမှာ ဒါကိုဒီလောက်နဲ့ပဲကျေနပ်ရတော့မှာပေါ့လေကိုကိုကိုတန်ဖိုးထားလွန်ခြင်းဟာမျောမှန်းထားတဲ့အတိုင်းဖြစ်မလာတာနဲ့ဆိပ်ပြီးစီမှုအသွင်ချက်ချင်းပြောင်းသွားပြီးဖြစ်စည်းနှိမ့်ဆက်မှုတွေစတင်လှုပ်လာပါလိမ့်မယ်ကိုကိုကိုတဘာဝကြကြအမှန်တိုင်းလက်ခံနိုင်ခဲ့ရင်တော့အရာရာကိုကျေပြန့်လေးနဲ့စွာနားလေနိုင်စွမ်းတွေမြင့်တက်လာစေပါတယ်ကိုကိုကိုနားလေလက်ခံနိုင်ခြင်းနဲ့မှအမှန်အတိုင်းရှုမြင်နိုင်ခြင်းစင်ကျင်တုံတရားဖြစ်စင်စါတွေးခေါ်နိုင်ခြင်း မြားတားစွာရှုမြင်နိုင်ခြင်းဆိုတဲ့စင်စားတွေးခေါ်မှုသဘောအတိပယ်တွေပါဝင်လျက်ရှိပါတယ်။တခြားလူတွေပေါ်နားလည်လက်ခံပေးနိုင်ခြင်းဟာသူတို့ရဲ့အပြုအမူဇယိုက်လက္ခဏာတွေကိုနားလည်လက်ခံပေးခြင်းမဟုတ်ပါဘူး။သင်ကတခြားလူတယောက်ရဲ့အပြောဆိုအပြုအမူဇယိုက်လက္ခဏာတွေကြောင့်ဒေါသထွက်ရတဲ့ဆိုရင်ဥပမာအနေနဲ့တင့်အိမ်တော်ဘက်တင့်သားသမီးတင့်မိဘတင့်လှုပ်ဖော်ဂိုင်းဘက်တင့်မန်နေဂျာအထက်အရာရှိကြောင့်ဒေါသထွက်ရတဲ့ဆိုရင်တင့်စိတ်တဲကနေ အဲ့ဒီလူတွေရဲ့အပြုတ်အမူအပေါ်မကောင်းတဲ့နှုတ်ထွက်ကြမ်းသောစကားတွေပြောဆိုမိပါလိမ့်မယ်ဥပမာအနေနဲ့လုံးဝသုံးစားမရတဲ့ကောင်းတွေတော်တော်အသုံးမချတဲ့ဟာတွေသူတို့ကပြင်းကိုပြင်းလွန်ကြတယ်အလကားအပားခိုတဲ့ကောင်းတွေသူတို့ကိုဒီမှာထားရရတာရုံးကန်းအောင်နေရာရှုပ်သေးတယ်ငတုံးကားတွေကြီးပဲမစွန်ပါဘူးတင်ကားဒေါ်ရထွက်နေတဲ့ချိန်မှာစိတ်ပိစည်းမှုတွေဖြစ်လာနိုင်တယ်လို့ အထက်ပါအတိုင်းကိုနှုတ်မူရာတွေကျန်းတန်းနေတက်ပါလိမ့်မယ်အကယ်၍သိစိတ်ကပကတိတည်ငြိမ်အေးချမ်းနေတယ်ဆိုရင်တော့တဖက်လူကဆက်အနှောင်ဖြစ်ချက်ဖြစ်စရာကောင်းတဲ့ဘလို့အခြေအနေတွေကို ဖန်တီးနေသည်ဖြစ်စေတင်ဘက်ကနားလေလက်ခံနိုင်စွမ်းတွေရှိနေတာကိုတွေ့ရပါလိမ့်မယ်တင်ကစိတ်တည်ငြိမ်အေးချမ်းနေစဉ်အတွေ့စိတ်ထဲကနေအောက်ပါအတိုင်းနားလေပေးနိုင်စွမ်းတွေမြင့်တက်နေမှာဖြစ်ပါတယ်ဒီအခမ်းအနားပွဲတော်မှာငါသားသမီးတွေရဲ့အပြုအမူတွေကတော်တော်လေးကိုယူကြောင်ကြောင်ဆန်တာပဲ ဒါပေမဲ့သူတို့ဒီလိုလောက်တာသူတို့မယူသေးဘူးဆိုတာကိုပြနေတာပါပဲဒါကသူမှားတယ်ဆိုတာကိုတတ်သိပြနေတာပါပဲဒီအမှားကိုသူကိုယ်တိုင်ပြင်မှပဲဖြစ်မှာငါ့ဘေကလူမှုဆက်ဆံရေးအပိုင်းမှာအရန်ကိုအားနေတာပါလားကားဒရိုင်ဘာကသူ့ရဲ့ကားမောင်းနဲ့စွန့်ရင်ညံ့ဖျင်းတာကိုထုတ်ပြနေသလိုပါပဲလားသူမကယူသလိုကြောင်းသလိုလောက်ပြနေတာအမှန်တကယ်တော့သူမမယူပါဘူးကျွန်တော်မန်နေဂျာကသူစီမံခန့်ခွဲမှုညံ့ဖျင်းကြောင်းထုတ်ဖို့ပြသနေတာလေ တင့်ကိုတင်ဖြစ်စေတခြားသူအပေါ်ဖြစ်စေတန်ဖိုးတတ်မှတ်ခြင်းတွေမပြုလို့ရတချို့ကမိမိအခြေအနေကောင်းအချိုးရလက်ကောင်းတွေရရှိဖို့နဲ့မြန်မာနယ်တန်ဖိုးတစ်ခုအဖြစ်တတ်မှတ်နိုင်အောင်ဖြစ်စေမိမိမကြည်ဘူးသူအားမကောင်းသောရလက်ရရှိစေဖို့နဲ့မကောင်းသောတန်ဖိုးတစ်ခုတတ်မှတ်နိုင်အောင်အခြေအနေတရရအားအခွင့်အရေးကောင်းတစ်ခုအဖြစ်ထိရောက်စွာအသုံးချတတ်ကြပါလေတင့်ကိုတင်တန်ဖိုးတတ်မှတ်ထားခြင်းဖြစ်စေတခြားလူတွေအပေါ်တန်ဖိုးတတ်မှတ်ခြင်းဖြစ်စေ မိမိတတ်မှတ်တဲ့အတိုင်းဖြစ်မလာတဲ့အခါစိတ်ပိစည်းမှုတွေကိုဖြစ်စေတတ်ပါတယ်။ပုံကိုတူချင်းစီနဲ့ပတ်သက်သောအခြေအနေတိုးတက်မှုတွေကိုလေ့လာခြင်းစိတ်ပိစည်းမှုဖြစ်စေသောအခြေအနေနဲ့ပတ်သက်၍သင်တန်းနီးပြလို့သူနဲ့သင်တန်းသားတို့အကြားအပြန်အလှန်ဆွေးနွေးပြောဆိုမှုတွေကိုအောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။သင်တန်းနီးပြသင်ကတင်ပြချက်ကောင်းကောင်းတင်ဆက်နိုင်ဖို့အတွက်စိုးရိမ်ပူပန်နေပုံရတယ်။သင်စိတ်ပူနေရတဲ့အကြောင်းအရင်းကိုအသေးအချာရှားနိုင်နေဆိုရင်ဒီထဲမှာအပြေအမှန်တစ်ခုကတော့ထွက်လာမှာပဲလေ တကယ်လို့တင်ဟာလေးလေးနက်နက်စဉ်းစားမယ်ဆိုရင်အဆင်ပြေသွားပါလိမ့်မယ်။တင်နန်းသား။ Okay ကျွန်တော်သဘောပေါက်ပါပြီ။တင်နန်းကြီးဗျ။တင်ရဲ့စိုးရိမ်ပူပန်မှုတွေကိုတင်ရဲ့စိတ်ထဲကနေဘလို့တုတ်ပြန်ခြင်းနဲ့ဆန္ဒရှိပါတယ်။တင်ပြဆွေးနွေးချက်တင်ပြဆွေးနွေးချက်တွေကောင်းကောင်းမလုံနိုင်ပါဘူးပဲ။စိုးရိမ်နဲ့စိတ်ပြေပြောက်သွားအောင်ပေါ့။တင်နန်းလားကျွန်တော်စိုးရိမ်ပူပန်တာကိုကြည့်ပြီးကျွန်တော်ရဲ့လုံပေါ်ဂိုင်ဘက်တွေကလှောင်ပြောင်ရေမိုးကြတယ်ထင်တယ်။တင်နန်းကြီးဗျဒါဆိုအခုလောလောဆယ် သူတို့လောင်ပြောင်ရေမောမှာကအကောင်အရင်ဆုံးစဉ်းစားပြီးဘယ်လိုအကောင်ဆုံးတုတ်ပြန်နိုင်မလဲဆိုတာစဉ်းစားကြတာပေါ့တင်းနေတာသူတို့ပြောလာနိုင်တဲ့ဇာတ်တွေကိုကျွန်တော်ကြိုတင်ခန်းစားလို့ရပါတယ်ကျွန်တော်ကယူကြောင်ကြောင်နိုင်တယ်အတုံးမချဘူးစသဖြင့်ပေါ့တင်းနေတာတကယ်လို့ဆရာကကျွန်တော်နေရာမှာခဏလောက်ဝင်ပြီးအတုံးမချသူတယောက်လိုမျိုးခန်းစားကြည့်ပါဆရာသာဆိုရင်ဒီလိုကိစ္စမျိုးကိုဘယ်လိုတုတ်ပြန်မှာလဲတကယ်လို့ကျွန်တော်ဘက်ကတုတ်ပြန်ချက်တွေပြင်ထန်သွားခဲ့ရင်ကျွန်တော်ဆရာတထေးကကျွန်တော်ကိုအလုပ်ဖြုတ်ပြစ်နိုင်တယ်မဟုတ်လား ်တင်းနေနီးပြတင်းသားအလုပ်ပြုတ်သွားမယ်ဆိုရင်တင်းရဲ့စိုးရိမ်ပူပန်မှုတွေလည်းတခါတည်းပျောက်ကွယ်သွားတော့မှာအဲ့ဒါကိုဘယ်လိုစဉ်းစားမလဲတင်းနန်းသားဒီလိုရာအလုပ်ပြုတ်သွားခဲ့ရင်တော့အလုပ်ကပေးထားတဲ့အိမ်မှာပြန်အသိမ်းခံရပြီကျွန်တော်လမ်းပေါ်ရောက်သွားတော့မှာပေါ့တင်းနေနီးပြအခုတင်းနဲ့ကျွန်ုပ်ဇွေးနွေးခဲ့တဲ့စိုးရိမ်ပူပန်မှုအကြောင်းတွေကိုပြန်ပြီးတော့သုံးသပ်ကြည့်အောင်တင်ကတင်ပြဆွေးနွေးမှုမကောင်းခဲ့ရင် ဖြစ်လာနိုင်တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်နေကောင်းဖြစ်နိုင်ပါတယ် နံပါတ်1စိုးရိမ်ပူပန်စရာကတော့ပြဿနာဖြစ်နိုင်နေဆိုတဲ့အချက်ပေါ့နံပါတ်2စိုးရိမ်တာကတင့်လှုပ်ဖို့ကင်ဘတ်လောင်ပြောင်မဲ့အချက်ပဲလေနံပါတ်3စိုးရိမ်စရာကတော့တင့်ကိုအများကအရေးအချင်းမရှိသူအသုံးမချသူလို့အထင်ခံရမယ့်ကိစ္စပဲမဟုတ်လားနံပါတ်4အချက်4ကတော့တင်မကစိတ်ပိစီမှုဖြစ်စေတဲ့အထိဖိအားတွေများလာပြီးပြင်းပြင်းထန်ထန် တုတ်ပြန်မိလိမ့်မယ်ပေါ့တင့်စိတ်ခံစားချက်အလိုရှိတဲ့အတိုင်းတုတ်ပြန်လိုက်တော့ တင့်တတိကတင့်ကို အလောက်ကနေထုတ်ပြနိုင်တယ်လို့စိုးရင်ရပြန်တယ်ဒါကတော့နံပါတ်5အချက်ဖြစ်သွားတာပေါ့နံပါတ်5အချက်နဲ့ပတ်သက်တဲ့စိုးရင်ပူပန်မှုက ပြင်းထန်တင့်တယ်အချောင်းကတော့တင့်အလောက်ပြုတ်သွားတာနဲ့နေစရာပါတခါလေးပျောက်သွားနိုင်တာကြောင့်ပါတင်းတန်းသာကျွန်တော်ကအစင်အမြင်အလုံးလုံးချင်သူတယောက်ဖြစ်တာကြောင့်အလုံးတကူလက်လွတ်ဆုံးရှုံးရမှာကိုတော့မလို့လားပါဘူး။နောက်ပြီးလက်ရှိလုံနေတဲ့အလုံးကိုကျွန်တော်ကိုယ်တိုင်နှစ်သက်လို့ခက်ခက်ခဲခဲစူးစမ်းခဲ့ရတာကြောင့်ပါ။ဒေနန်းကြီးပြဒါဆို တင်ကတင်ပြဆွေးနွေးမှုကောင်းကောင်းမလုပ်နိုင်တဲ့ကိစ္စအတွက်စိုးရိမ်ပူပန်နေတာတက် အလုတ်ပြုတ်နားနိုင်တဲ့ကိစ္စတွေအတွက်ပို့ပြီးတော့စိုးစိတ်ပူနေတာပေါ့ဟုတ်လားတင်နန်းသားဟုတ်ပါတယ်တင်နန်းဆရာကျွန်ုပ်ကတင်အလုတ်ပြုတ်သွားမယ့်ကိစ္စကိုချက်ချင်းလက်ငယ်စဉ်းစားဈေးခြင်းနဲ့ဒီအလုတ်ကိုတင်ကအရင်ကတည်းကစိတ်ဝင်စားတန်ဖိုးထားခဲ့တယ်ဒီအလုတ်အတွက်တင်ဘဝရဲ့အချင်းတွေကိုပေးဆက်ခဲ့ရတယ်တင်ကဒီအလုတ်ကိုလက်လွတ်မခံနိုင်ဘူးဆိုရင်ဒီအလုတ်နဲ့ပတ်သက်တဲ့များကိစ္စတိုင်းအပေါ်ခြေနဲ့စွာခံယူနိုင်မှုလိုတယ် ဒီတော့ဆိုခမရနားလေပါလိမ့်မယ်တင်တန်းသာဟုတ်ကဲ့နားလေပါပြီတင်တန်းဒီပြအခုလက်တလောအနေထားမှာတင့်ကိုတင်ဘာတွေကိုမေးခွန်းထုတ်နိုင်တယ်လဲတင်တန်းသာမေးခွန်းထုတ်เสียမလို့ပဲနဲ့ဒါရိုက်အဖြေပေးနိုင်ပါတယ်ကျွန်တော်ဒီအလုပ်ကိုလက်လွတ်ဆုံးရှုံးခံလို့မဖြစ်ပါဘူးဒီအလုပ်ကကျွန်တော်ဘဝတစ်ခုပါပဲတင်တန်းဒီပြဟုတ်ပါပြီဒါပေမဲ့ဒီအလုပ်ကိုဒါပေမဲ့ဒီအလုပ်ကိုအကြောင်းအမျိုးမျိုးကြောင့်လက်လွတ်ဆုံးရှုံးရတယ်ဆိုရင်ရောတင်တန်းဒီပြဒီအလုပ် ပျက်စီးသွားခြင်းအလောက်ကိုလက်လွတ်ရခြင်းဟာကျွန်တော်ဘဝကိုအဆိုးရွားဆုံးအခြေအနေစီရအောင်ပိုးဆောင်ပေးလိုက်တာမျိုးဖြစ်သွားပါလိမ့်မယ်။တင်တန်းနည်းပြတင့်ကိုတင်ဟုတ်တိုင်းမှန်ရအမှန်တိုင်းဘလို့ရှုမြင်နိုင်ပါသလဲ။တင်တန်းသာစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ PR တွေများနေတာကြောင့်စိတ်ဖိစီးမှုဖြစ်ရခြင်းရဲ့အခြေခံအရင်းမြစ်ကိုမရှာဖွေနိုင်ရင်အလွယ်တကူပျက်စီးခြင်းလမ်းစီဥတီနိုင်သူတယောက်လိုရှုမြင်မိပါတယ်။အခြေချုပ်မှတ်သားစရာကျွန်တော်တို့ရဲ့ င်စဉ်းစားတွေးခေါ်မှုလွန်ကဲခြင်းတွေအတိတ်ကအဖြစ်အပျက်တွေအတွေ့အကြုံတွေကိုပြန်ပြောင်းစဉ်းစားခြင်းတွေမကောင်းသောစိတ်ခံစားမှုတွေကြောင့်ဖိအားများလာခြင်းတွေဟာစိတ်ဖိစီးမှုဝေဒနာကိုမြင့်တက်လာစေတဲ့အကြောင်းလွန်ခဲ့တော့နှစ်ပေါင်း2000ကျော်ကာလကတည်းကတွေးခေါ်ပညာရှင်တွေကထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်အတွင်းအတိတ်တစ်ချိန်ကအဖြစ်အပျက်အကြောင်းအရာတွေကိုပုံရိပ်ထင်ကျန်ဆွဲမြဲနေခြင်းလုံးဝမရှိပဲသို့မဟုတ် စင်စားတွေးတောမှုတွေ လုံးဝမပါရှိပဲဘလို့စိတ်ခံစားမှုမျိုးကမှဖန်တီးနိုင်ခြင်းမရှိပါဘူးမာရွင်တော်စင်စားခြင်းပုံစံ15မျိုးကြောင့်စိတ်ဖိစီးမှုတွေကိုပုံပုံမြင့်တက်လာစေတတ်ပါတယ်စိတ်ဖိစီးမှုမြင့်တက်လာစေတဲ့အခြေအနေစင်စားတွေးတောကြံစီမှုတွေနဲ့စိတ်ဖိစီးမှုတွေကို ရောကြစေတဲ့အခြေအနေစင်စားတွေးတောကြံစီမှုတွေကို A B C D E F နဲ့ခွဲခြားပြီးလေ့လာမှသာစိတ်ဖိစီးမှုတွေကိုအကောင်းဆုံးဂိုင်တွေဖြည့်ရှင်းပေးနိုင်မှာဖြစ်ပါတယ် ကောင်းမွန်တဲ့စဉ်စားတွေးကုံမှုတွေကိုကျွမ်းကျင်စွာအသုံးချနိုင်မှားယွင်းတဲ့စဉ်စားတွေးကုံမှုတွေကိုဖယ်ထုတ်ရှင်းလင်းပြစ်နိုင်ပါလိမ့်မယ်။စိတ်ဖိစီးမှုမြင့်တက်စေတဲ့စဉ်စားတွေးတောမှုတွေကိုအကောင်းဆုံးပြင်ဆင်မုံမန်ပေးနိုင်တဲ့အခါစိတ်ဖိစီးမှုတွေရော့ချစေတဲ့စဉ်စားတွေးကုံမှုတွေဖြစ်လာပါလိမ့်မယ်။ကိုကိုကိုတန်ဖိုးထားမှုလွန်ကဲခြင်းဟာကျွန်တော်တို့လူအဖွဲ့အစည်းအတွင်းလူအများနဲ့တဟဆာတာမဖြစ်ပဲပြဿနာတွေကိုတာဖြစ်စေတတ်ပါတယ်။ကိုကိုကိုတန်ဖိုးထားမှုလွန်ကဲခြင်းတဲ့ အများနဲ့တဟစာတာဖြစ်အောင်နေနိုင်ပြီးကိုကိုကသာအခြေအနေအမှန်အတိုင်းလက်ခံနိုင်တဲ့သူဖြစ်အောင်စူးစမ်းခြင်းကတော့ပိုပြီးတော့အရေးပါလာပါတယ်။ကိုကိုကိုနားလေလက်ခံနိုင်သူအနေနဲ့တခြားဘယ်သူကိုမဆိုနားလေနိုင်စွမ်းတွေမြင့်တက်နေမှာဖြစ်ပါတယ်။တင်လေးလာနားလေနိုင်သမျှအတော်အခြေအနေအရရက်ကိုရေးချပါ။တင်စိတ်ကိုအမြင်များကိုပြောင်းလဲပေးခြင်းလွန်များစုဟာစိတ်ပြည့်စုံမှုဖြစ်စေတဲ့စိန်ခေါ်မှုပါတဲ့အခြေအနေအကြောင်းတရားအမျိုးမျိုးကို ဂျိုတင်ပြင်ဆင်မှုမရှိပဲပြောင်းလဲပေးနိုင်စွမ်းလုံးဝမရှိပါဘူးအကယ်၍ဂျိုတင်ပြင်ဆင်မှုတွေရှိတယ်ဆိုရင်လဲတင်းတင်းလုံလောက်တဲ့ပြင်ဆင်မှုတွေမရှိခဲ့ရင်ဘဝအတွက်အရေးပါတဲ့ဆောင်းမေးပွဲတိုင်းမှာအစဉ်အမြဲကြာရှုံးနေမှာဖြစ်ပြီးပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်မှုအခွင့်အရေးတွေလဲဘယ်တော့မှရရှိနိုင်မှာမဟုတ်ပါဘူးလူအများစုကသူတို့ရဲ့စိတ်ထဲမှာမကောင်းတဲ့စိတ်ကူးအမြင်တွေနဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုတုံ့မီထားတတ်ကြတာကြောင့် PR တွေများလာရာကတစဉ်စိတ်ပြည့်စုံမှုအတွင်ပြောင်းလဲခံစားရခြင်းဖြစ်ပါတယ် တခါတရံစိတ်ကူးအမြင်တွေကိုဖယ်ရှားပြစ်နိုင်ခြင်းမရှိတဲ့အခါညစဉ်တိုင်းအိတ်ဆက်နိုင်မှုရအခက်အခဲရှိနေတတ်ပါတယ်။ထို့အခါစိတ်ပိစီးမှုတွေကြောင့်အိမ်ရေးတွေပြက်လာပြီးအိမ်ရေးပြက်ခြင်းကြောင့်လည်းခန္ဓာကိုယ်ကစိတ်ပိစီးခြင်းဒဏ်တွေကိုပုံမခံစားရတတ်ပါတယ်။စိတ်ပိစီးမှုဖြစ်နေစဉ်အတွင်းရည်မှန်းချက်တွေကိုအာယုံစိုက်နိုင်မှုအရေးကတော်တော်ခက်ခဲတတ်ပါတယ်။ဒီအခါစိတ်ပိုင်းဆိုင်ရာအခြေအနေကပုံမှန်မဟုတ်ပဲအစားအသောက်ပုံမှုစားသုံးခြင်းစေးလိုက်အရက်ပုံမှုတောက်သုံး စားသုံးခြင်းတွေရှိနေတတ်ပါတယ်စိတ်ကူးအမြင်တွေကိုပြောင်းလဲပေးခြင်းနဲ့နိုင်နင်းစွာကိုင်တွယ်ထိမ့်ချုပ်ခြင်းအစ်စ်တဲ့တင့်အတော်အစိတ်ဖိစီးမှုများဖြစ်လာစေမိအနာဂတ်ကာလအခြေအနေများအကျိုးတင်စဉ်းစားပေးပါအစ်စ်နှစ်တင့်အတော်အစိတ်ဖိစီးမှုဖြစ်စေသောထူးခြားသည့်အခြေအနေအရရများအားချရေးထားပေးပါအစင်တော့အခက်အခဲအတားအဆီးများကိုကင်တွယ်ဖြည့်ရှင်းပေးနိုင်သည့်နီးလန်းများကိုလက်တွေ့အသုံးချပေးပါအစင်လေးတင့်အတွက်ကြောက်ရွံ့ထိတ်လန့်စရာဖြစ်စေသော အခြေအနေများအားတေချာစွာစဉ်းစားပေးပါ အဆင့်ကနေ့စဉ်အဆင့်၄ကိုလေ့ကျင့်ပါလာမည့်အဖြစ်ပြက်နဲ့ပတ်သက်ပြီးအကောင်းဆုံးတားဆီးကာကွယ်နိုင်သောနည်းလမ်းများကိုစဉ်းစားပေးပါတချို့တော်လူတွေကအခက်အခဲအတားဆီးတွေကိုကင်တွယ်ဖြေရှင်းရမယ့်အဆင့်၃အထက်ကောင်းတဲ့အခြေအနေတွေကိုမရှာဖွေနိုင်တာတွေ့ရပါတယ်အခက်အခဲအတားဆီးပြဿနာတွေဆိုရမှာလုံးဖို့ကင်ဘက်မိတ်ဆွေအပေါင်းအသင်းမိသားစုဝင်တွေနဲ့ပတ်သက်တက်ပြီးဖြည့်ရှင်းရနီးလမ်းမရှာနိုင်တဲ့အခြေအနေရောက်နေခြင်းကိုဆိုလိုပါတယ် တင်ဟာတင်ပြဆွေးနွေးခြင်းကိစ္စအတွက်အခက်အခဲတစုံတရာရှိတယ်ဆိုရင်တင်တင်ပြဆွေးနွေးခြင်းကိစ္စနဲ့ပတ်သက်ပြီးတင်အတွက်စိုးရိမ်ထိတ်လန့်စရာဖြစ်စေတဲ့အကြောင်းအရင်းကိုရှာဖွေပေးပါစိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းအရင်းမှန်ကိုတေချာစွာမရှာဖွေနိုင်သမျှစိတ်ဖိစီးမှုအခြေအနေတွေကိုကင်တွဲဖြေရှင်းနိုင်စွာလည်းဘယ်တော့မှရှိလာမှာမဟုတ်တော့ပါဘူးကိုကိုကိုစိတ်တက်လှုပ်ဆောင်နိုင်သည့်စိတ်ကူးအမြင်များ တချို့သောစိတ်ကူးအမြင်များကစိတ်တကြစိတ်ညှိုးနှွမ်းစရာစိတ်ဖိစီးမှုဖြစ်စရာဖြစ်စေတော့လေအချို့သောစိတ်ကူးအမြင်များကတော့ကိုယ့်ကိုယ်ကိုစိတ်တန်လှုပ်ဆောင်နိုင်စွမ်းရှိတာကိုတွေ့ရပါတယ်တင်းစိတ်တက်ကိုလှုပ်ဆောင်နိုင်စေဖို့အတွက်ဘဝတတ္တတာအတွင်းတင်းလှုပ်ချင်တယ်လို့လှုပ်ခွင့်မရခဲ့သောကိစ္စများကိုဥစွာစဉ်းစားသုံးသပ်ပြီးဘဝတတ္တတာအတွင်းတင်းဆန္ဒရှိတယ်လို့လှုပ်ခွင့်ရခဲ့သောကိစ္စများကိုစဉ်းစားသုံးသပ်ပေးပါအောက်တွင်ကိုကိုကိုစိတ်တက်လှုပ်ဆောင်နိုင်သည့်စိတ်ကူးအမြင်များအားစိတ်ဖိစီးမှုရောကြရေးအစီအစဉ်အတွက် ဘယ်လိုလက်တွေ့အသုံးချရမလဲဆိုတာသိကြစွာဖော်ပြပေးထားပါကိုကိုကိုစိတ်တက်လှုပ်ဆော်နိုင်သောစိတ်ကူးအမြင်များရရှိအောင်ကြိုးစားခြင်းတင်ဘက်ကမလှုပ်ပဲရှောင်ကျင်ခဲ့သည့်တင်းရဲ့စွမ်းဆောင်နိုင်စွမ်းတွေကိုအချိန်ယူပြီးပြန်လည်စဉ်းစားပေးပါဥပမာအနေနဲ့အလောအကန်အပြောင်းအလဲလှုပ်ခြင်းရာထူးတိုးတက်ခြင်းခရီးသွားရခြင်းစာပေလေ့လာခြင်းဆက်ဆံရေးအပြောင်းအလဲဖြစ်ခြင်းစာအုပ်ရေးသားခြင်းမန်နေဂျာနဲ့အငင်းပွားခြင်းရောက်ခမသမတ်နဲ့ဆက်ဆံရေးပြုကွဲခြင်း အလုတ်ပြုတ်ခြင်းဆိုသောစိတ်ဖိစီးမှုဖြစ်စေတဲ့အခြေခံအကြောင်းအရင်းများအတွေ့အပေါ်တင်းရဲ့စွမ်းဆောင်မှုအခြေအနေကဘယ်လိုရှိတယ်ကိုပြန်လည်စဉ်းစားရမှာဖြစ်ပါတယ်။ဆောင်ရွက်အစစ်လိုက်ဆောင်ရွက်ပုံအစစ်တင်းဘက်ကဆောင်ရွက်လူစိတ်ရှိသလောက်တင်းဘက်ကအပြောင်းအလဲတွေဖြစ်အောင်အေးအေးယူဆောင်ရွက်မှုမလုပ်နိုင်တဲ့အခါတင်းစိတ်မှာဖြစ်ပေါ်လာတဲ့နောင်နာရတဲ့စိတ်နဲ့တင်းတည်ဆုံးတဲ့အထိတည်ဆုံးတဲ့အချိန်အထိလက်တွေ့ကျကျဘာတစ်ခုမှမလုပ်နိုင်တဲ့သူလို့ကိုကိုကိုခံယူတဲ့စိတ်ကိုတခါတည်းဖယ်ထုတ်ပြရမှာဖြစ်ပါတယ်။ တင်းစိတ်အတွင်းရှိနေသော မကောင်းတဲ့စိတ်ခံစားချက်တွေကိုဖယ်ထုတ်ပြီးတင်းဘဝတသက်တာအတွင်းတင်းဆန္ဒရှိသလောက်လှုပ်ခွေရခဲ့သောကိစ္စများကိုပြန်လည်စဉ်းစားပေးပါထို့သောစဉ်းစားခြင်းကကိုယ့်ကိုယ်ကိုစိတ်တက်လှုပ်ဆော်ပေးနိုင်တဲ့စိတ်ကူးအမြင်များကိုရရှိလာစေပြီးစိတ်ဖိစီးမှုတွေအစားစိတ်ဖိစီးမှုမှန်သမျှစိတ်ဖိစီးမှုမှန်သမျှကိုဖြည့်ရှင်းပေးနိုင်တဲ့နည်းလမ်းအမျိုးမျိုးကိုရရှိလာစေတတ်ပါတယ်အစစ်နှစ်တင်းလောက်ကန်ဆောင်ရွက်ဖို့စံနာရှိနေသောကိစ္စများကိုတေချာစွာစဉ်းစားပေးပါ ထို့နောက်တွင်လောက်ကင်လူသောကိစ္စတွေက ရေရှည်အကျိုးစီးပွားအတွက်ထိရောက်မှုရှိနိုင်သောကိစ္စတွေဟုတ်မဟုတ်စစ်ဆေးပေးပါထို့နောက်ရေတိုကာလအတွင်းအကျိုးရှိနိုင်မဲ့ကိစ္စရက်များကိုစဉ်းစားပေးပါတိလုံငန်းစင်တွေကတင်ပေါ်ဝါအတွက်အမှန်တကယ်အကျိုးရှိနိုင်မရှိနိုင်ဆိုတာကိုစီစစ်ပေးပါအဆင့်၃အဆင့်နှစ်အားလက်တွေ့အကောင့်ထဲဖုံနိုင်အောင်ကြိုးစားပေးပါတင်းစိတ်ကိုလှုပ်ဆော်ပြီးတက်ကြွလာအောင်အဆင့်၁နဲ့၂အားတေးကြစွာအကောင့်ထဲပို့ပေးပါ တင်းရီမှန်းချက်အတွက်အာယုံစိုက်နိုင်ပြီးစိတ်ကူးအမြင်မှထားရှိပါတင်းရီမှန်းချက်များအားရေတို့အတွက်ရောရေရှည်အတွက်ပါချမှတ်ထားပေးပါတင်းဘက်ကစိတ်ကူးအမြင်ကောင်းတွေထားရှိထားနိုင်သမျှမကောင်းတဲ့စိတ်ကူးထင်မြင်ချက်တွေဝင်ရောက်နိုင်ခြင်းမရှိတော့ပဲတင်းရီမှန်းချက်မှန်သမျှကို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 ယုံကြည်မှုရှိစွာနဲ့အကောင့်ထဲဖော်နိုင်ပါလိမ့်မယ်ရီမှန်းချက် အကောင့်ထဲဖော်နိုင်သည့်စိတ်ကူးအမြင်များအာယုံစိုက်ခြင်းအဆင့်တင်ဘဝမှာပထမလှုပ်ခြင်းကတော့ကိစ္စများအားရွေးချယ်ပေးပါ တင်ကကိုပိုင်အလုံးလှုပ်ချင်တာမျိုးအသက်မွေးဝမ်းကြောင်းနဲ့ဆက်ဆက်နေတဲ့ရီမှန်းချက်တွေရှိတာမျိုးတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။တင်အနေနဲ့အချို့သောကိစ္စတွေကိုတစ်ချိန်နဲ့တပြိုင်တည်းမှာအကောင်အထည်ဖော်ခြင်းနဲ့စိတ်ရှိတတ်ပါတယ်။သို့တော်လည်းဖြစ်မြောက်အောင်မြင်ခြင်းနဲ့စိတ်တွေဘလောက်ပဲများနေပေမဲ့တင်ဘဝအတွက်အဓိကအရေးပါဆုံးသောလုပ်ငန်းကိစ္စတွေကိုသာအဓိကဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။အစင်းနဲ့တေးရီမှန်းချက်အတွက်ရေတို့ရေရှည်ရီမှန်းချက်ထားရှိပြီးမှတ်တမ်းချရေးထားပေးပါ အစင်တော့တင်ဘက်ကအတက်မွေးဝမ်းကြောင်းအပြောင်းအလဲလောက်တာတွေရှိခဲ့အကောင်းဆုံးပြအောင်စိတ်ကူးအမြင်တွေကိုအာရုံစိုက်နိုင်ဖို့လိုပါတယ်အစင်လေးတင်စိတ်ကူးအမြင်နဲ့တင်ရီမှန်းချက်တို့အားတစ်ထက်တည်းပြအောင်ချိန်ညှိပေးပါတင်ဘက်က စောင့်နေစဉ်ယထာစောင့်နေစဉ်အတွင်းနဲ့ရေချိုးနေစဉ်အတွင်းတင်စိတ်တသက်သာစေမဲ့စိတ်ကူးအမြင်တွေကိုထင်ရှားလာအောင်ကြိုးစားပါအနာဂတ်ကာလအတွက်စိတ်ကူးအမြင်တွေများစိတ်ကူးအမြင်များထားရှိခြင်းအစင်တဲ့တင်အားစိတ်ဖိစီးမှုဖြစ်စေသော လက်ရှိကာလ ပြဿနာအခြေအနေများကိုစဉ်းစားပေးပါ အစ်စ်နှစ်လာမိ3လတာကာလအတွင်းကြုံတွေ့ရမိပြဿနာများနဲ့ပတ်သက်ပြီးတင့်ကိုယ်တင်စဉ်းစားပေးပါလက်ရှိကြုံတွေ့နေရတော့ပြဿနာများကနောင်တွင်လည်းဆက်လက်တည်ရှိနေနိုင်ပါသလားအစ်စ်သုံးလာမယ့်6လအတွင်းတင်ကြုံတွေ့ရနိုင်သောအခြေအနေအရရက်ကိုစဉ်းစားပေးပါလက်ရှိကာလမှာစိတ်ဖိစီးမှုဖြစ်စရာတွေနဲ့ကြုံတွေ့နေရသော်လည်း နောင်လာမယ့်အနာဂတ်မှာတင်းအတွက်အစဉ်ပြေချောမွေသွားပွေရှိတယ်လို့ထင်မှတ်နေပါသလားအစ်စ်လေးနောင်လာမယ့်12လတာကာလအတွင်းဖြစ်လာနိုင်သောတင်းဘဝအခြေအနေအရရက်ကိုစဉ်းစားပေးပါအစ်စ်ကနောင်နှစ်နှစ်တာကာလအတွင်းတင်းအခြေအနေအရရက်မိလို့ဖြစ်လာမည်ကိုစဉ်းစားသုံးသပ်ပေးပါလက်ရှိအနေအထားအရစိတ်ပီးစီးမှုဖြစ်စရာတွေရှိနေတော့လေလာမယ့်နှစ်နှစ်အတွင်းအခြေအနေခေါင်းများကိုရရှိပိုင်ဆိုင်ပြီးတင်းဘဝအတွက်ပျော်ရွှင်ပွဲအခြေအနေကိုရရှိလာနိုင်ပါသလား အဆင့်6နောင်လာမိ9နှစ်တာကာလအတွင်းအသင်အတွက်ရင်ဆိုင်ရနိုင်သောအခြေအနေအရရက်ကိုစဉ်းစားပေးပါအနာဂတ်9နှစ်အတွင်းတင်းအတွက်အသက်မွေးဝမ်းကြောင်းအလောက်အကိုင်းအမျိုးမျိုးသောအပေါင်းအသင်းမိတ်ဆွေတွေကတင်းရဲ့ကျန်ရှိနေတော့ဘဝတစ်လျှောက်လုံးကိုကောင်းကျိုးပြုနိုင်တယ်လို့စိတ်ကူးထင်မြင်မိပါသလားဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့စိတ်ဖိစီးမှုပြဿနာဘယ်လိုဖြေရှင်းမလဲ How to deal with stress creating success by လေဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ Sony Bo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရပ်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like နဲ့ share လေးလုပ်သွားပေးဖို့မေတ္တာရပ်ခံပါတယ်။အားလုံးကောင်းသောနေ့တွေကိုပိုင်ဆိုင်နိုင်ပြီးတော့ BN ရဲ့အသွေးသွေးနဲ့ကက်ချီသုံးပါရန်ကုန်နဲ့အမြန်ဆုံးကြော်လွှားနိုင်ပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာ။